ကျွန်တော်ဒီနေ့အတွက်လဲတယောစာဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာဆောင်းပါးလေးကိုတော့ကျွန်တော်ကိုယ်တိုင်မဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်ခြေနေသတင်းချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းတို့တယောစာစစ်စစ်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံး ဒေကင်ချမ်းမှာကြောက်ပါစီဗျာအေးတော်ဘုံအောင်ကိုအောင်ရမြည် ရော်ရဲ့နေဝင်ချင်းကိုရွှေဖြိုးကိုရွှေအိမ်ထဲမှာဘယ်သူမှမရှိကြဘူးလားနေပြည်တော်ခြောက်လုံးတန်းအင်အောင်ဝင်းဤထိတ်ဆုံးတွင် ရှိသောအကြီးကျယ်ခံနာဆောင်အောက်ဦးကြီးကို ပိုင်ဆိုင်ထားသည့်ခြံနံပတ် A1 ၏အရှိမထွက်ပေါ်လာသောအတန်ခြံဝမှလျက်စစ်လူခေါ်ပဲသံတတီတီကြောင့်ဧကန်းထဲတွင် ထွေရလေးဝါးစကားတွင်ပြောနေသော အငိမ့်သာဂျိုကုတ်ကြီးဦးတန်းရွှင်နဲ့ဇနီးဖြစ်သူမရန်ဆိုင်တို့မှမျက်ကလူးဆံပြောင်းအငိမ့်သာယူပြီးနောက်နေရန်အတွက်နေပြည်တော်မှာကောင်းဆုံးတဲ့သူ့စိတ်ကြိုက်မြေနေရာကိုရှာပြီးစောက်လုထားတဲ့၆လုံးတန်းအင်အားထဲမှာအထက်ထက်ချထားတဲ့လုံကြုံရည်တွေကြောင့်သူတို့မတီရဲခွေးတကောင်ကြောင့်တမီဖြတ်တန်းသွားလာဖို့မလွယ်ဒီနေရာဟာခွေနူးကံသူတို့စစ်ဘိုလ်ချုပ်ကြီးတွေရဲ့ ဘူမိနဲ့တန်မင်းမဟုတ်လားတောင်းဝင်ရနာလမ်းမပေါ်မှာ သူတို့အိမ်ပြီးရင်မောင်အေးရဲ့အိမ်တူရရွှေမန်းအိမ်နဲ့တိမ့်စိန်တို့အိမ်တွေကတောင်ကနေမြောက်ဖက်တိုင်းဆင်လိုက်ရှိနေကြတာလीသူ့အိမ်ရဲ့နောက်ဖက်မှာကတင်းအေးအိမ်ရှိပြီး မောင်အေးအိမ်ရဲ့နောက်ဖက်မှာတော့တီဟတူရတင်အောင်မြင်ဦးရဲ့အိမ်ရှိတယ်ဒီတော့အိမ်ရှိကအတန်ဟာဒီကောင်တွေတွေကတယောက်ယောက်ပဲဖြစ်မယ် ထထကိုရွှေမြန်ထလမောင်းတစ်ဖက်ကိုဆွဲထူရင်းမျက်လုံးလေးကလေးကလေးဖြင့်စိုးရိမ်ပူပန်ရိတ်တွေလွှမ်းနေသူမှာတစ်ချိန်ကမြမပြီအာနာရှင်တိုင်ဝိုင်းတွင် ထမိန်ကိုအလန့်ထူခဲ့မှုသည်တခစ်တခါကတော့ကြိုင်ကြိုင်မဟုတ်တော့သလိုတုံတုံချီချီဖြင့်မဒန်းကြိုင်ကိုအာယူရင်းမတ်တက်ထရလိုက်တော့တန်းရွှေမှာဒီအရွယ်တေဂာနီကြီးဖြစ်နေမှနီးရသားကိုကြောက်နေရသောဘဝကိုယင်ဒုမနာဖြစ်မိသည် အမြဲတစေခြေတော့ကိုကုန်းမရဲ့ယုံတမဲဒုမဖက်ယုံတမဲနဲ့ခြေသောပစုံမွေရွယ်ကျိုးလိုသူကတေဆိုသည်ရှင်ဆိုရှင်နေပြ၍အမတန်ကျွန်းနွန်လှပါတော့လူကောင်မဖွင့်မဖြုတ်ရက်ပူပူနဲ့ကောင်းကို ရုတ်သေးလုတ်ပြီးကာကျောက်ယာရူပေးလို့တေတဲ့ထီအာနာကိုကင်ဆွဲထားကြတော့သူ့ရဲ့အမားတွေအငိမ့်သားယူကန်ဤတော့သူ့ချထားတဲ့အနာဂတ်စီစဉ်တွေထဲမှာမအားလာကရုတ်သေး သူကနောက်ွယ်မှာကျုပ်ဆွဲသူပေါ့မအေယိုးကဆရာထက်တပည့်လက်ဆောင်ပို့ထက်ပြီးအာနာသိမ့်ုံနေမက နောက်ကြောင်းပြန်လဲလို့မရနိုင်တဲ့လမ်းကို စင်ကျင်နှုံတရားကင်းမဲ့စွာရွေးချယ်လိုက်လေတော့တေချာခိုင်မာပြီလို့ယူဆထားခဲ့တဲ့သူတို့အနာဂတ်တွေပါရင်းရင်နေလိပြီဒါကြောင့်မို့မတိလိုက်မတိပါသာအယူခွက်နင်းပီနေခဲ့တာကြပြီလီပြေးခဲ့တဲ့လကလေးကဘိုးချုပ်ကြီးဟောင်းတွေကို မလာကတမရုံနေခန်းနာမှာဃဝရပြုမယ်လို့သတင်းတွေထွက်နေတာဒီသတင်းကိုကြားတာနဲ့မိကြိုင်နဲ့တိုင်ပင်ပြီးသူ့ကျမရေးမကောင်းဘူးဟူ၍သတင်းလွှင့်ပြီးအိမ်내ကနေအိမ်ပြန်မထွက်တာကြပြီအခုအိမ်ရှိကခေါ်နေတဲ့သူကဘယ်သူများလဲဆောင်ကိုရင်ကောင်းအထိဆွဲတင်ထားရင်အတန်တွေကိုနောက်ဆိုင်ထောင်မိလေတော့အော်ဘသူများလဲလို့မောင်သိမ့်စိန်မလား မနေ့ကပဲမမချိုင်း TV စီစဉ်မှာတွေ့လိုက်တာကိုအခမ်းအနားပြီးအောင်မနေခဲ့ဘူးလားဟိုကောင်သိမ့်စိန်ပဲဒီကောင်လာပြန်ပြီပြည်ရင်ပဲ့ရေဘွားစောင့်ပြီးအသေးကြွေကြသလိုနဲ့မျက်ရည်တွေပလဲမြေခပြအောင်မေခဲလီသမျှတဲ့ရည်ကြခဲ့ရတဲ့သူ့ဖြစ်ကိုမအားမနာကိုရွှေရောမမချိုင်းအကိုကြီးကိုတိုင်ပင်စရာလေးရှိလို့အိတ်ခန်းထဲမှာဝေးပေါ်ဟဲ့ နေကိုမှလည်းဇရာက ထောင်းနေတဲ့ပြင် ကျမ်းမာရေးကပါမကောင်းလီတော့ကြောပြင်းနဲ့အိရာခွာရတယ်ကိုမရှိပါဘူးအခန်းစီတော့ရှောက်လာနေသော ခြေတံကြောင့်တစ်ဖက်ကိုဆောင်းပြီးမျက်လုံးကို မိတ်ထားလိုက်သည်အကိုကြီးကျွန်တော်သိမ့်စိန်မှာဝင်ခွင့်ပြုပါအောင်သူ့စီကတုံ့ပြန်တယ်မချားလီတော့တကားကိုခပ်ဖွားဖွားခောက်၍နောက်တစ်ချိန်ထပ်ပြီးအတန်ပြုတ်လီမှအေး ဝင်ခဲ့လီကွာမောင်သိန်းစိန်ဟူ၍သူလည်းခုမှအိယာကနိုးတရောင်ဟန်ပြူလိုက်လီ။ဘာများចောင်းထူးရှိလို့လဲမောင်သိန်းစိန်။တန်းရွှေကစကားလမ်းကြောင်းပေးလိုက်တီနဲ့တပြိုင်နဲ့သိန်းစိန်ခမားကလေးတယောက်လိုတရှုံရှုံငိုနေပုံမှာအသက်80ရွယ်အာနာရှင်ဖြစ်ခဲ့ဘူးသူကသူမဟုတ်ခဲ့တယ်လို့90ရွယ်နဲ့80ရွယ်အာနာရှင်ဟောင်းကြီးနှုတ်ဦးတီကအနှိမ့်စလည်းမတွေးနိုင် အနတ်တော်ကိုလည်းမရှုနိုင်မိသာကုံစီခန့် DOG ကိုမှရွယ်ရီချမှဒုက္ခကိုသာနေရှိသည်၍ဆင်ကျင်နေကြရသည်တမရော်နေအခမ်းအနားကိုမဖြစ်မနေတက်ရမဲလို့အကိုကြီးတပည့်ကရဇသံပေးထားလို့ကျွန်တော်ဒီနေ့တက်ရတာအကိုကြီးတိမှာပါအေးတိတယ်လီမင်းမမကျန်ခတောင်ပြောနေသေးတယ်မောင်မင်းအွန်လိုင်းလေးကမောင်သိန်းစင်ရဲ့ခြေနဲ့သူ့နှစ်ဖူးကိုထိပြီးဥတိုင်နေတာများကြည်နူးစေရတယ် တန်းရွှေရဲ့စကားကြောင့်တင်းစိန်မှာမစုံတော့တဲ့လက်ကြံအံသွားများကိုကြိတ်လိုက်ပြီးအရာကရုပ်မြင့်တန်ကြားဖန်သားပြင်ပေါ်ကလူမြင်ကောင်းစေဖို့အခွက်တွေပါကိုကြီး အမှန်ကအကိုကြီးတပည့်ကကျွန်တော်ကိုခေါ်ပြီးချိတ်ချောက်တာပြောရင်းဆိုရင်နဲ့တင်းစိန်မှာကျွကျပအောင်ရှက်ရွေရှက်ရွေငိုပြန်သည်တန်းရွှေမှာလည်းမြည်သောပင်နှစ်သိမ့်ရောက်မြည်ကိုမတွေးတဲ့သူ့တပည့်စစ်ဘိုလ်ချုပ်တွေထဲမှာတင်းစိန်ဆိုတဲ့ကောင်က နေတဲ့စားတဲ့တာတော့အမှန်ဒါကြောင့်မို့လဲတရုတ်ကစလိုအပ်ရင်သုံးဖို့ကလဖန်ထိုးတိုင်းထဲ့နေခြင်းဖြစ်သည်ဒါကိုမလားတကောင်ကလည်းကျင့်တဲ့ပုံမပေါ်ဟိုမအေးဖေးမြင့်လိုင်းစောက်ချိုးမပြေပဲထက်ဆင့်အာနာတိတ်မလို့အတန်ထွက်ပြီးတဲ့ကမလားဟာသူတို့ကိုလုံးဝအလစ်မပေးတော့ပဲစောင့်ကြည့်နေတော့တာအန်ဂေရုကတေကာနီးနေပြီအခုမှအသက်68နှစ်နဲ့ဘဝဆရာမယ်ကျွန်တော်လမ်းကိုမဖြည့်သိကြပါနဲ့ ျွန်တော်ကတိုင်းပြည်ကိုအေးချမ်းတည်ငြိမ်အောင်ဆောင်ရွက်နေတာနိုင်ငံတော်ကြီးကိုတာယာအောင်ဖန်တီးပေးနိုင်မယ်ဆိုရင်ရုရှားကျွန်မဲဖြစ်ဖြစ်တရုတ်ကျွန်မဲဖြစ်ဖြစ်အိုဗျာရုပ်စွာဆုံးဘီလာရုစ်ကျွန်မဲလောက်ရလောက်ရအခုလဲတွေ့လားရုရှားဒုတိယကာကွယ်ရေးဝန်ကြီးနဲ့ဘီလာရုစ်ဒုကာဝယ်စစ်ဗိုလ်ချုပ်ကြီးတို့တက်ရောက်လာတယ်ခမည်းတော်တွေရှေ့ဆောင်နွားကြီးတွေကောင်းကောင်းမသွားနိုင်ခဲ့လို့ကျုပ်အလဲမှာနောက်ကနေကြွက်ကောက်လိုက်နေရတာ ဒီတော့စောက်ချုံးမပြင်းမလုံနဲ့အေးစင်းနေဆိုပြီးကျွန်တော်ကိုပြောလိုက်ပါတယ်ကိုကြီးဝမ်ပန်တနေဖြင့်ပြောဆိုနေသောတိမ့်စိန်ကိုငေးရင်တပြင်းရှည်ကြီးတစ်ချက်ကိုသာတန့်ရွှေချလိုက်မိသည်သူ့ရဲ့ဘဝနေဝင်ချိန်ဟာလည်းမဝေးတော့ပြီသူတို့ရဲ့ရှေ့ဆောင်လမ်းပြအာနာရှင်ကြီးဘုံနေဝင်းရဲ့နောက်ဆုံးချိန်လိုတော့အဖြစ်မခံနိုင် နေကျဲကျုံနဲ့တေဆုံးခဲ့ရပြီးနေချင်းပင်ဖြစ်တယ်လို့ကြိုခဲ့ရတော့အဲ့ဒီလိုဘဝမျိုးကိုလည်းသူမရောက်ချင်တော့ စိတ်မကောင်းမဖြစ်နဲ့ဝမ်းနဲ့မနေပါနဲ့တော့တိတ်ဆိန်ကြီးအခုမအားလာတွားနေတဲ့လမ်းကမင်းတို့ငါတို့အုတ်ချုပ်ခဲ့တဲ့အာနာရှင်တစ်ခက်လို့မဟုတ်ဘူးကွာမင်းရောငါရောစစ်သားဖြစ်ခဲ့ဘူးသူတွေပဲမဟုတ်လားတိုင်းစစ်ဌာနချုပ်ကြီးနှစ်ခုကရန်သူလက်ထက်မှာပေးထားရတဲ့မြို့တွေစခန်းတွေကလည်းမနေမနော်ဒီလေးနှစ်အတွင်းမှာပြန်ရောက်အောင်ယူနိုင်ခဲ့တာဘလောက်များရှိလို့လဲတဖက်ကလူတွေသာညီညီညွတ်ညွတ်နဲ့စီစီလုံးလုံးရှိနေခဲ့မယ်ဆိုရင် မလာကြရှုံးသွားတာကြပြီကွာ သူကံကောင်းနေတာကတော်လိုင်းရေးသမားတွေဟာအီချင်းပြေဝါတဲ့ခေါင်းဆောင်မှုတစ်ခုအောင်မှာတစုတစည်းတည်းဖြစ်မနေသေးတာပဲကွာတို့ပေမဲ့ချိန်ကာလတစ်ခုမှာတော့အဲ့ဒီအရာဟာတေချာပေါက်ဖြစ်လာလိမ့်မယ်ဒီတော့ငါတို့တွေဟာနေတတ်အောင်နေမရမယ်သိမ့်စိန်တကယ်တမ်းကနောက်ကျောကိုဓာတ်နဲ့ထုတ်ခံလိုက်ရသူကငါပါ ခွေးဆိုတဲ့သရဝါတောင်းကျွေးတဲ့လက်ကိုပြတ်မကိုက်ဘူး ခင်ပေါ်မှာတည်တဲ့အထိတစ္ဆာရှိတယ်။ဒီမအေရိုးကတော့နှိုင်းစရာစကလုံးတောင်ရှာမတွေ့ဘူး။တန်းရွှေကြီးအမတန်မှန်လျှော့စကားကြောင့်သိမ့်စိန်မှာရှက်ကြီးတငင်ငိုနေအောင်မရက်၍မျက်ရည်တွေကို တုတ်လိုက်လေ၏။ဒီကောင်ကလူကသာစောက်တုံးမကြတာ။စောက်ကျင်ကလည်းတော်တော်မကောင်းဘူးကိုကြီး။တချိန်ကမြမမကြီးကို တလက်မအကျူးကြုံမခန်းလို့ကြုံသွားခဲ့မိတာကို အခုဆိုကျွန်တော်တွေ့တွေ့ပြီးတော်တော်ရှက်မိတယ် ်ဒီမေအီယိုးကတူတောင်အုပ်ချုပ်ခွင့်ရမယ်ဆိုရင် နိုင်ငံကိုပိုင်ပိုင်ဖြတ်ပြီးပေးလိုက်ဖို့လေဝင်လေးမယ်ကောင်မဟုတ်ဘူးတင်းစိန်ကိုကြည့်၍တန့်ရွှေကတစ်ချက်ပြောင်းလိုက်ပြီးငါမင်းကိုမေကုန်းတစ်ခုမင်းမယ်တင်းစိန်တေချာစဉ်းစားပြီးမှဖြေနော်အခုချိန်နေမှာ MNDA ကိုဖိအားပေးပြီးတရုတ်ကလာရှို့ကိုပြန်ပေးခိုင်းမယ်လို့မင်းထင်လားတန့်ရွှေဤမေကုံးကိုတိမ့်စိန်တယောက်အတန်းကြာစဉ်းစားပြီးမှ မထင်ဘူးကိုကြီး ကိုကန့်တို့တအန်းတို့ဝါတို့ KNA တို့အေရီတို့ကိုတိကအင်အားကြီးလက်နက်ကင်တပ်ဖွဲ့တွေဖြစ်လောင်းနောက်ွယ်ကထောက်ပံ့ပေးခဲ့တာလေတရုတ်ပဲသူ့ရဲ့အတိကရည်ရွယ်ချက်ကစစ်တပ်ကိုလှုပ်ရှော့အောင်ဖန်တီးထားတာပဲလीမင်းမှန်နဲ့တင်းစိန်တရုတ်ရဲ့နိုင်ငံရေးကစားကွက်ကငါကြီးများနီးပဲအစာကိုဟက်လိုက်ပြီးဆိုရာနဲ့ကျိုးကိုလျှော့လိုက်တင်းလိုက်နဲ့ကစားတော့တာနောက်ဆုံးပိတ်မောသွားတဲ့အချိန်မှာ သူ့အိတ်ထဲကိုအตาရာကောက်ယူထင်မှာဒီလိုချင်းနေမှာမဟာလာကရုရှားနဲ့တလုံးလုံးလုတ်ပြနေတာကိုသူတို့သဘောကျမယ်ထင်လားတိန့်စင်ကခေါင်းကိုခါရမ်းလိုက်ပြီးနောက်မထင်မှုကိုကြီးအခုတောင်တတ်မတော်နေကိုတရုတ်ကလာတက်မဲ့ဝင်ကြီးပါညာမကြရသေးဘူးပြီးတော့ဒီနယ်လဲတတ်မတော်နေခန္ဓာကိုညနေပိုင်းမှာလုံမေအတိကအကြောင်းပြချက်ကတော့အယ်နီညိုလို့ပြောတာပဲကိုကြီး ပြည်တော်ညတော်ကလည်းစီးပြခန်းသားမှာပါဝင်မဲ့စစ်ကြောင်းကစစ်သားတွေမှုပြီးရန်ဖြစ်ကြတယ်။တကကနှစ်ကအင်အားအပြည့်နဲ့ဖြန့်ဖြေးတာတောင်မရလို့အကြမ်းဖက်နေနေရေးတပ်ဖွဲ့တွေလွတ်ပြီးလူစုခွဲရတယ်ကိုကြီး။အဲ့တော့ကိုပြောချင်တာသိမ့်စိန်ဟိုတနေ့ကလည်းပြည်မှာမှားရင်းပြီးအချင်းချင်းပြစ်ကြတာဘုံမှုအောင်မို့သူကိစ္စချော့သွားတယ်မဟုတ်လား။ကိုစစ်ကြောင်းကိုမှပြီးလင်းနဲ့ဘုံကျဲမိနေတာလေမကြခဏဖြစ်နေတာ။ စစ်တပ်ဟာဟိုးရင်ကလိုတသွေးတသံတမိတ်နဲ့ဖွဲ့စည်းတခုမဟုတ်တော့ဘူးပိုစောရာကမဟာလာလက်ထက်မှာစစ်မှုမထမ်းမနေရဥပဒေနဲ့အတင်းကျပ်စုဆောင်းထားတဲ့စစ်သားတွေနဲ့ပေါ်တာဆွဲပြီးထည့်ထားတဲ့စစ်သားတွေဟာတက်ထဲမှာနေရာအနှံ့ကိုပြန့်နှံ့စိတ်ဝင်ကုန်ကြမှာသူတို့တွေစီကကြောက်တရားတွေသာဒေါသအဖြစ်ပြောင်းလဲသွားလို့ကတော့လူတွေပျော့ပျော့နေတဲ့ဒိုမီနိုအက်ဖက်ဆိုတာတေချာပေါက်ဖြစ်ပေါ်လာလိမ့်မယ် အဲ့ဒီအချိန်ဟာတပ်မတော်ရဲ့အလုံးစုံကြာဆုံးခန်းဖြစ်လာမှာတည်ကြပြီ။တန်ရွှေရဲ့စကားဆုံးမှာတော့တိမ့်စိန်တမောကြီးတစ်ချက်ကိုမှုတ်ထုတ်လိုက်မိသည်။ကျွန်တော်တို့တွေရဲ့တပ်မတော်ကြီးကိုကဲတင်နိုင်မဲ့နီးလည်းမရှိတော့ဘူးလားကိုကြီး။အခုချိန်ထိစစ်တပ်ပေါ်မှာတန်ရုံးစဉ်ကုန်သေးဟန်မတူသည်။တိမ့်စိန်ကိုတန်ရွှေက ပြုံးပြုံးကြီးကြည့်၍မရှိဘူးတိမ့်စိန်။ဒါဝိမဲ့ပြည်သူတွေမျက်ပြေအောင်လုပ်လို့ရမယ်။နောက်ဆုံးတနည်းတော့ရှိတယ်။ အဲ့ဒါကမာလာစီကနေအာနာပြန်ယူပြီးပြည်သူလက်ကိုပြန်အပ်ပြည်သူတွေဆက်ပြီးလက်ခံပေးမယ်ဆိုရင်တော့တတ်မတော်ဆိုတဲ့ institution ကြီးဟာဆက်ရှိနေနိုင်ပြီ No မဟုတ်ရင်တော့တနည်းနည်းတစ်ချိန်ချိန်မှာမင်းတို့ငါတို့ရဲ့မြမတတ်မတော်ကြီးဟာတမိုင်းမှာအကျန့်ဖက်ဖွဲ့စည်းတစ်ခုရဲ့အမိသာချန်နေခဲ့လိမ့်မယ်တပြင်းကိုပြိုင်တူးချလိုက်ရင် ပဲလို့ချစမညအောင်နေထိုင်ရမည့်နီလန်များကို ကိုစီတွင်းလေရဲ့မူလလက်ဟောင်းအာနာရှင်စစ်ဘိုလ်ချုပ်ကြီးနှစ်ယောက်ဤအာနာရှင်လက်သက်မအားလာပေါ်တုံးသက်ဆွေးနွေးခံကဤမာရင်ပြီးဤဝေး